ဇလန်းကဩစတြေးလျနိုင်ငံ Great Barrier Reef တနာကြောက်တန်းကြီးမှာစတင်ပါတယ်။ Clownfish မျိုးစိတ်ဖြစ်တဲ့မာလင်နဲ့သူ့ဇနီးခိုရိုဟာသူတို့ရဲ့ဥလေးတွေကိုပျော်ရွှင်စွာစောင့်ရှောက်နေကြပါတယ်။ဒါပေမဲ့ Barracuda လို့ခေါ်တဲ့ငါးကြီးတစ်ကောင်ရဲ့ကြိုက်ခိုက်မှုကြောင့်ခရော်ရောဥတွေအကုန်လုံးပါစားတောက်ခံလိုက်ရပြီးဥလေးတစ်လုံးတည်းသာကျန်ရစ်ခဲ့ပါတယ်။မာလင်ဟာကြံရစ်တဲ့ဥလေးကိုအသက်နဲ့ရင်းပြီးကာဝယ်မယ်လို့ပြည်ပေးခဲ့တယ်။ ဲ့ဒီဦးလေးကနေပေါက်လာတဲ့သားလေးကတော့နီမူပါနီမူဟာဥပဝါတုံးကထိခိုက်မှုကြောင့်ညာဘက်စူးတောင်လေးကပုံမှန်ထက်သေးငယ်နေပြီးမာလင်ကဒါကို lucky fin ကံကောင်းစေတဲ့စူးတောင်လို့ခေါ်ပါတယ်။မိမူចောင်းတက်ရမယ့်အရွယ်ရောက်လာတဲ့အခါဖခင်ဖြစ်သူမာလင်ကစိတ်မချဖြစ်နေပါတယ်။မာလင်ဟာအတိတ်ကစိတ်တန်ရာကြောင့်မိမူကိုအယားအယာမှအလွန်မင်းထင်းချုပ်ပြီးအကာအကွယ်ပေးလို့နေပါတယ်။ ကျောင်းပထမဆုံးနေ့မှာနီမိုဟာဖခင်ရဲ့အထင်းချုပ်တွေကိုစိတ်ပြက်ပြီးသူရဲတောင်းလုပ်ပြချင်တာကြောင့်ရေနက်ပိုင်းကိုထွက်သွားကာလေတစင်းကိုတွားထိပြပါဗါးကန်ဆိုးစွာနဲ့ပဲနီမိုကိုရေငုသမားတွားเสียအောင်ဝင်တယောက်ကဖမ်းဆီးသွားပါတော့တယ်။တားဖြစ်သူဖမ်းဆီးခံရပြီးနောက်မာလီဟာအသေးအတန်လိုက်လံရှာဖွေပါတော့တယ်။ဖြီခီးစင်မှာသူဟာဒိုရီလို့ခေါ်တဲ့အပြာရောင်ငါးမလေးနဲ့တွေ့ဆုံပါတယ်။ဒိုရီဟာစိတ်ထားကောင်းပေမဲ့ရေတိုမှတ်ညံမကောင်းတဲ့ရောဂါရှိနေသူပါ။ သူတို့နှစ်ဦးရဲ့ခရီးစဉ်မှာစိတ်လှုပ်ရှားစရာအဖြစ်ပြက်များစွာကြုံတွေ့ရပါတယ်။နားတွေဟာမိတ်ဆွေတွေပါအစာမဟုတ်ပါဘူးလို့ကြွေးကြော်ထားတဲ့နာမန်းသုံးကောင်နဲ့တွေ့ဆုံခဲ့ရပြီးအသက်လူပြေးခဲ့ရပါတယ်။ညီမကိုဖမ်းသွားတဲ့ရေငုတ်သမားကြပွဲသွားတဲ့မျက်မှန်ကိုရှာတွေ့ခဲ့ပြီးအဲ့ဒီမှာပါတဲ့စာရန်ကနေညီမရှိရဲ့နေရာဟာရှွမ်မန်၄၀နှစ်ဝေါ်လီပြီးစစ်တနီးဖြစ်ကြောင်းတိုရီကဖတ်နိုင်ခဲ့ပါတယ်။ ရေနဲ့ပိုင်းမှာမကောင်းဆိုးဝါးငါးကြီးနဲ့တိုက်ခတ်ရခြင်းရေကူအုပ်ကြားဖျက်တမ်းရခြင်းတို့ကိုကြုံဖြတ်ခဲ့ကြပါတယ်။ရေစီးကြောင်းအတိုင်းလိုက်ပါရင်အသက်150ရှိပြီဖြစ်တဲ့ပင်လယ်လေကြီး crush နဲ့တွေ့ဆုံခဲ့ပြီး မာလင်ဟာအသားသမီးကိုယုံကြည်မှုပေးပြီးလွှတ်ထားတင်ကြောင်းသင်ခန်းစာရခဲ့ပါတယ်။တစ်ဖက်မှာတော့နီမိုဟာစစ်တနီမျိုးကသွားဆရာဝင်ရုံးခန်းထဲကငါးကန်ထဲကို ရောက်ရှိနေပါတယ်။ အဲ့ဒီမှာဒီဥဆောင်တဲ့ငါးတန်ကိုင်းနဲ့တွေ့ဆုံပါတယ်။ဒီဟာမိမိုလိုပဲစူးတောင်တစ်ခုဖြစ်စည်းနေသူပါ။သူတို့တီးလိုက်ရတာကမိမိုကိုသွားเสียရဝန်ကတူတူမှဒါလာကိုလက်ဆောင်ပေးမယ်ဆိုတာပါပဲ။ဒါလာဟာငါးတွေကိုတည်တဲ့အထိလှုပ်ခါပြီးစွတ်တက်သူမှုမိမိုအသက်အန္တရာယ်ရှိနေပါတယ်။ဖြီးနဲ့အဖွဲသားတွေကမိမိုကိုကယ်ထုတ်ဖို့ နားတန်ရီစစ်ဆက်ကိုပိတ်ဆို့ပြီးရင်းညစ်ပတ်အောင်လုပ်ကသွားဆရာဝန်ကနားတွေကိုအိတ်နဲ့ထည့်ပြီးတန်ရှိရေးလုပ်ချိန်မှာထွက်ပြေးဖို့ကြံစီကြပါတယ်။ပထမအကြိမ်မအောင်မြင်ပေမဲ့ညီမရဲ့တတိရှိမှုကိုအားလုံးကအတိမတ်ပြုခဲ့ကြပါတယ်။မာလင်နဲ့ဒိုရီတို့ဟာဝေလာနာကြီးတကောင်ရဲ့အကူအညီနဲ့စစ်တနီစိတ်ကန်းကိုရောက်လာကြပါတယ်။နိုင်ကျဲလို့ခေါ်တဲ့ပယ်လီကန်နှက်ကြီးကသူတို့ကိုသွားဆရာဝန်ရုံးခန်းစီခေါ်သွားပေးပါတယ်။ ရုံးသက်ရောက်ချိန်မှာနီမိုကဒေါ်လာလက်ကလွတ်အောင်သေချင်းအောင်ဆောင်နေတာကိုမာလင်ကအမှန်တကယ်သိသွားပြီလို့ထင်ပြီးစိတ်တကြကအိမ်ပြန်ဖို့လုပ်ပါတော့တယ်။နီမိုကတော့ဖီးရဲ့အကူအညီနဲ့ရေပိုက်လိုင်းကနေတဆင့်ပင်လယ်ထဲကိုပြန်ရောက်လာပါတယ်။ပင်လယ်ထဲမှာနီမိုနဲ့ဒိုရီတို့အရင်တွေ့ကြပြီးနောက်ဆုံးမှာတော့မာလင်နဲ့ပါပြန်လည်ဆုံတွေ့ကြပါတယ်။ဒါပေမဲ့ချက်ချင်းဆိုတလို့ပဲဒိုရီဟာငါးဖန်းတင်မောတစည်းရဲ့ပိုက်ကွန်ထဲမှာငါးအုပ်ကြီးနဲ့အတူပါသွားပါဗါတယ်။ ဒီချိန်မှာနီမိုကငားရီအားလုံးကိုအောက်ကိုကူးကြလို့အော်ဟစ်ပြီးပိုက်ကွန်ပြုတ်ကြအောင်ဥဆောင်နိုင်ခဲ့ပါတယ်။မာလင်ကလည်းတားဖြစ်သူကိုယုံကြည်ပြီးခွင့်ပြုပေးခဲ့ပါတယ်။ဇလန်းဆုံးမှာတော့မာလင်နဲ့နီမိုတို့အိမ်ပြန်ရောက်ကြပြီးမာလင်ဟာအရင်လိုစိုးရိမ်လွန်ခဲ့တဲ့ဖခင်မဟုတ်တော့ဘဲတားကိုယုံကြည်မှုရှိတဲ့ပျော်ရွှင်စရာဖခင်တစ်ယောက်ဖြစ်လာပါတယ်။ထိုရီကလည်းသူတို့နဲ့အတူပျော်ရွှင်စွာနေထိုင်သွားပါတယ်။ like and subscribe လုပ်ပြီး channel ကိုအားပေးနိုင်ပါတယ်